မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ထဲကို rocket များနဲ့ပစ်ခတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်ခွေးတွေဘက်ကအရာရှိ9ဦးအပါအဝင်12ဦးသေဆုံးသွားပြီးတော့ရိခါကိုယ်တော်နှလုံးပြိုကျပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘားလာ၂ရက်နေမှာအနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခအတွင်းထဲကိုတော်လိုင်းတပ်ဖွဲ့များက၉ချိန်မြောက်အဖြစ်နဲ့ rocket ၁၀လုံးပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗယ်၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်တိုင်းရုံးကရရှိ၅ဦးရိခါ၉တောင်ဆောင်တဲ့စစ်ခွေး၂ကောင်နဲ့တပ်မိသားစုဝင်၅ဦးတို့ပွဲချင်းပြီးတိုက်ဆုံသွားတယ်လို့သိရပါဗယ်ဒါအပြင်တပ်တွင်းမိသားစု၅ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ဒဏ်ရာရရှိတဲ့သူတွေကိုတအဆခွဲ၄မြင်းဆောင်၃၀၀တပ်ဆေးရုံကိုအရေးပေါ်ပို့ဆောင်ထားတယ်လို့သိရပါဗယ်ဒါအပြင် နမခစစ်တမ်းရုံးအတွင်းမှာရှိတဲ့ရိခါဂိုဒေါင်နှလုံးလဲပြိုကျပြက်စီခဲ့ပြီးတော့ဒေါ်လိုင်းရဲဘော်များအထိကိမရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခအတွင်းထဲကို6ချိန်မြောက်အဖြစ်နဲ့ရော့ကတ်7လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါ။စစ်ခွေးအရာရှိ9កောင်အပါအဝင်တပ်မိသားစုဝင်နေရောစုစုပေါင်း12កောင်တေဆုံးတယ်။ပြည်သူလူထုအနေနဲ့ဒေါ်လိုင်းတပ်ဖွဲ့တွေကိုကူညီထောက်ပံ့ပေးဖို့အတွက်ပဲပြောချင်ပါတယ်လို့ Chinese Rocket Brothers CRB ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်စီရေးသတင်းကတော့သခိုင်းတိုင်းကလေးမြို့နယ်တမူးမြို့တွေကိုလာရှုံမြို့မှာအခြေစိုက်တဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခလက်အောက်ခံတရင်တွေကိုစစ်ကောင်စီကပို့ပြီးတော့အင်အားတွေဖြည့်တင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့အခြေစိုက်အရှိမြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံတရင်တွေကိုပြီးခဲ့တဲ့စက်တမလဇန်းကစတင်ပို့ဆောင်ခဲ့ပြီးတော့လက်ရှိမှာစစ်ကြောင်းထိုးတာတွေကိုလုပ်နေတယ်လို့ကလေးမြို့ကတော်လိုင်းအင်အားစုတွေကပြောပါတယ်။ရမခကတက်တွေရောက်လာတယ် တို့နဲ့အတူစစ်မှုရန်တင်နှန်းစင်းတွေအများကြီးပါလာတယ်အင်အားကတော်တော်များတယ်နန်းဆောင်ပူဘက်မှာလည်းစစ်ကြောင်းဝင်နေတယ်လို့ကလေးမျိုးကကာကွယ်ရဲဘော်တအုပ်ကရှင်းပြထားပါတယ်ရမခါလို့အတူကခေါ်တယ် အရှိမြောက်တိုင်းစစ်ဌာနချုပ်ဟာ1027ဆက်စင်ရေးနဲ့အတူ2024ခုနှစ်ဩဂတ်လမှာ MNDAA နဲ့မဟာမိတ်တပ်ဖွဲ့တွေရဲ့ထိုးစစ်ဆင်တိုက်ခိုက်သိမ်းယူခဲ့တဲ့စစ်ဌာနချုပ်ဖြစ်ပါတယ်။အဲ့ဒီစစ်စင်ရေးမှာရမခတိုင်းမူဗိုလ်ချုပ်စိုးတင်ကို MNDAA ကဖမ်းဆီးခဲ့တယ်လို့စစ်သားအများစုဟာလည်းအလင်းဝင်တာနဲ့လက်နက်ချရှုံးပေးတာတွေကိုပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။ ်ရမခတိုင်းမှုအပြင်မူဆယ်အခြေဆိုင်တက်မကိုကိုတက်မမှုဘိုးချုပ်စိုးလိုင်ကိုစစ်ကောင်စီကယာယီအစားထုတ်ခဲ့ပါတယ်အဲ့ဒီနောက်ရမခကိုမိုင်းရင်မြို့မှာယာယီပြန်လည်ဖွဲ့စည်းပြီးတော့ဘိုးချုပ်မြင့်ကျော်ထွန်းကိုတိုင်းမှုအဖြစ်နဲ့ခန့်ခဲ့တယ်လို့သိရပါတယ်ဒါပေမဲ့လအနေငယ်အကြံမှာတော့ဘိုးချုပ်မြင့်ကျော်ထွန်းကိုလည်းကြားဖြတ်ကိစ္စနဲ့ပြန်လည်ဖမ်းဆီးခဲ့ပါတယ် ် MND နဲ့မဟာမိတ်တပ်တွေက2024ခုနှစ်ဩဂတ်လ3ရက်နေ့ကနေရမခအပါအဝင် လာရှုံမြို့ကိုပါတိမ့်ပိုက်နိုင်ခဲ့ပါတယ်ဒါပေမဲ့တရုတ်အစိုးရရဲ့ဖိအားပေးမှုကြောင့် MND ဟာထိုးစစ်အားလုံးကိုရပ်တန့်ခဲ့တယ်လို့2025ခုနှစ်ဧပြီလမှာစစ်ကောင်စီထံကို MND ကချီမဖောက်ဖဲနဲ့ပြန်လွှဲပေးခဲ့ရပါတယ်စစ်တပ်ကလာရှုံမြို့ကို ပြန်လာတပ်ဆွဲခဲ့တယ်လို့ဗိုလ်မှူးချုပ်အေမင်းဦးက ရမခတိုင်းမှုအဖြစ်နဲ့တာဝန်ယူထားပါတယ်ရမခအောက်မှာတရင်16ရင်းရှိပြီးတော့သုံးပုံတပုံထက်မနှဲကိုကလေးနဲ့တမိုးအပါဝင်သခိုင်းတိုင်းဘက်ကိုပို့လိုက်တယ်လို့စီရေးသတင်းရင်းမြစ်တူကပြောပါတယ်ကလေးနဲ့တမိုးမြုံနယ်ဘက်ကိုရမခလက်အောက်ခံစစ်တပ်ရင်းတွေအပြင်မြန်မာနဲ့အိန္ဒိယနယ်စပ်မှာအခြေစိုက်တဲ့ကတဲလန်နဂိုင်းအဖွဲ့တွေကိုလည်းစစ်ကောင်စီကပို့ဆောင်ထားပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလလေကကလေးမြုံနယ်နန်းဟန်ွဲ့ရွာမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာစစ်ခွေးတွေနဲ့အတူ ကသဲလက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တယ်လို့ NUG ကဝေးဝင်ကြီးဌာနအမတ်တဲစစ်ဒေသကစက်တဘာလ23ရက်နေ့မှာထုတ်ပြန်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံမှာတိဆောက်ရန်ရှိနေတဲ့နျူကလ িয়ার ဓာတ်ပေါင်းဖို့စီမံကိန်းအတွာစစ်ခွေးမင်းအောင်လိုင်းကစစ်အရာရှိအများပြားကိုရုရှားနိုင်ငံကိုဘွဲလွန်ပညာတော်တင်များအဖြစ်နဲ့အဆက်မပြတ်စီလွတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံမှာရုရှားကမဂါဝက်130အသေးစားနျူကလ িয়ার ဓာတ်ပေါင်းပုံကိုတည်ဆောက်မှာဖြစ်ပြီးတော့အဲ့ဒီနောက်မဂါဝက်330အထိတရက်စစ်တိုးချက်ထုတ်လုပ်နိုင်ရန်အတွက်နျူကလ িয়ার ဓာတ်ပေါင်းပုံကိုအစ်စ်တိုးမြင့်သွားနိုင်ရန်နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့ပြီးတော့နျူကလ িয়ার ဓာတ်ပေါင်းပုံစီမံကိန်းအတွက်ရုရှားနဲ့မြန်မာနှစ်နိုင်ငံနားလည်မှုစာကြုံလွှာသဘောတူညီမှုစာချုပ်ကို Rosetta ညွှန်ကြားရေးမှုချုပ် အလက်ဆီလီကာချော့နဲ့မြန်မာနိုင်ငံတိုက်ပံတဲ့ဤပညာဝင်ကြီးမျိုးသိန်းကျော်တို့ကအခုနှစ်ဧပြီလအတွင်းမှာလက်မှတ် ရေးထိုးခဲ့ကြခြင်းဖြစ်တယ်လို့သိရပါတယ်အခုလိုမျိုးနှစ်နိုင်ငံနျူကလ িয়ার ဓာတ်ပေါင်းမှုစီမံကိန်းလက်မှတ်ရေးထိုးပြီးတဲ့နောက်စစ်တပ်ကနျူကလ িয়ার ဘာသာရပ်ဆိုင်ရာဘွဲ့လွန်ရရှိထားတဲ့ရုရှားပြန်စစ်ဗိုလ်အရာရှိများကိုပြန်လည်စုစည်းကလက်တွေ့နျူကလ িয়ার ဓာတ်ပေါင်းမှုတိစောက်ရေးအတွက်ဘွဲ့လွန်ပညာရပ်များတင်ကြားနိုင်ရေးအတွက်ပညာတော်တွေများကိုစစ်ခွေးတပ်ကဇက်တိုက်ကိုဆေလွတ်နေတယ်လို့သိရပါတယ်။ နေပြည်တော်ဘက်ကတော့ပြည်ညာတော်တင်နေယာနဲ့ချီပြီးတော့စေလွတ်နေပါတယ်လူရွေးချယ်တာရောစေလွတ်တာရောကိုတက်ချုပ်ကအဓိကစီမံခန့်ခွဲပြီးတော့ဆောင်ရွက်တယ်အဓိကဗိုလ်မှူးအစ်စ်နေဘွဲ့လုံးမဟာဘွဲ့တွေကိုလက်တွေ့နျူကလ িয়ার ဘာသာရဲနဲ့ပတ်သက်ပြီးတော့ထပ်ပြီးအစ်စ်မြင့်စီးမှုဖို့နဲ့လက်တွေ့ပါလောက်ကင်နိုင်တဲ့အထိလေလာတင်ကြဖို့ရုရှားကိုစေလွတ်နေတာပါအရင်ကတည်းကရုရှားကနေပြီးတော့နျူကလ িয়ার တိုက်ပံဘာသာရဲနဲ့ဘွဲ့လုံးရထားပြီးသားအရှိတွေလည်းအများကြီးရှိပါတယ်။အဲ့ဒီတဲကမှာ ထူးချုံတဲ့သူတွေကိုတက်ချုပ်ကပြန်ရွေးပြီးတော့စေလွတ်နေတာလို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောပြထားပါဗျ။ မင်းအောင်နိုင်ကနျူကလ িয়ার နည်းပညာကိုငြိမ်းချမ်းသောနည်းလမ်းနဲ့အသုံးပြုမယ်လို့ပြောဆိုထားတော့လေနျူကလ িয়ার ပညာရဲ့နဲ့ပတ်သက်ပြီးတော့စစ်ဘက်အရာရှိများကသာရုရှားကိုပညာတော်တင်စေလွတ်ပြီးတော့အရက်ဘက်ကဝန်ထမ်းတွေကိုတော့စေလွတ်မှုအလွန်နှဲပါနေတယ်လို့သိရပါတယ်။တိဘက်နဲ့နည်းပညာဝန်ကြီးဌာနရဲ့အောက်မှာအနုမြူစွမ်းရင်ဦးစီးဌာနဆိုတာရှိတယ်။အဲ့ဒီဌာနကအရာရှိတွေကိုတော့ရုရှားကိုနျူကလ িয়ার ဘာသာရဲ့အတွက်ပညာတော်တင်စေလွတ်တာကအင်မတန်ကိုနှဲပါတယ်။အခုပညာတော်တင်စေလွတ်နေတာကအကုန်လုံးတပ်ဘက်ကကြီးပဲ။နျူကလ িয়ার နဲ့ပတ်သက်လာရင်ပညာတော်တင်တွေက စစ်ဘက်ကအရာရှိတွေကြီးပဲလို့နေပြည်တော်စစ်ဘက်သတင်းရေးမြစ်ကပြောဆိုထားပါတယ်။မင်းအောင်လှိုင်ရဲ့ပြီးခဲ့တဲ့လစက်တင်ဘာလရုရှားခီးစဉ်အတွင်းမှာမြန်မာနိုင်ငံမှာအငြေစားလျက်စစ်ဒါအပေးဆက်ယုံတိဆောက်နိုင်ရေးအတွက်လိုအပ်တဲ့နျူကလ িয়ার အခြေခံအဆောက်အဦလူအစွာအရေးမြစ်များနဲ့အခြားလိုအပ်တဲ့လုပ်ငန်းများကို Russia Federation နိုင်ငံနဲ့ Rosatom တို့ကတက်နိုင်သမျှဆက်လက်ပြီးတော့ကူညီပေးရန်မင်းအောင်လှိုင်ကသူ့ရဲ့ပထွေး Russia အစိုးရကိုဖင်ခံပြီးတော့မြစ်တာရက်ခံတောင်းဆိုခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းဂျိုးပင်ကောင်းမြို့နယ်ဒေါင်းလေးရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘာလ6ရက်နေ့ည10:12မိနစ်ခန့်မှာဂျိုးပင်ကောင်းမြို့နယ်ဒေါင်းလေးရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဂျက်ဖိုက်တာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျာ။ အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတက်ခတ်မှုအတွင်းပြည်သူတို့ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နွားတကောင်တေဆုံးခဲ့ရတယ်လို့သိရပါဗျ။မနေ့ကည10:23မိနစ်လောက်မှာစစ်ခွေးတွေက Jet Fighter နဲ့ Downley ရွာကိုဘုံကျဲသွားတာတိုက်ပွဲဖြစ်ပွားတာမရှိပါဘူး။ပြည်သူတို့ဦးထိခိုက်ဒဏ်ရာရပြီးတော့ ွားရကောင်လည်းတိတ်ဆုံးသွားတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။ဒါအပြင်ကျွမ်းပင်ကောင်မြို့နယ်အတွင်းစစ်ကြောင်းထုံးမီးရှို့နေတဲ့အကြမ်းဖက်စစ်တပ်ကလည်းခြေရွာများကိုဇက်တိုက်ဝင်ရောက်စီးနှင်းနေတဲ့အတွာပြည်သူများဟာဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံပြည်သူများကပြောပါတယ်။အော်တိုဘာလ9ရက်နေ့ကစတင်ပြီးတော့ကျွမ်းပင်ကောင်မြို့နယ်အလေကုန်းတိုက်နယ်ရဲစခန်းကနေထွက်လာတဲ့အင်အား180ပါတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာခြေရွာများကိုဇက်တိုက်ဝင်ရောက်စီးနှင်းနေပြီးတော့နေအိမ်များကိုမီးရှို့ဖျက်ဆီးနေခြင်းဖြစ်တယ်လို့သိရပါတယ်။ အခုလိုစစ်တပ်စစ်ကြောင်းဟာရေငန်ရွာနဲ့စေကူးရွာတို့ကိုမိရှုဖျက်ဆီးထားပြီးတော့လက်ရှိအချိန်မှာဖလံမင်းရွာတိရွာဘက်ကိုရောက်ရှိနေတယ်လို့ပြောပါတယ်။အကြမ်းတ်စစ်ခွေးစစ်ကြောင်းကြောင့်ရေငန်ရွာစေကူးရွာနဲ့ဖလံမင်းရွာတိရွာကပြည်သူများဟာဘေးလွရွာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ကျုံမင်ကောင်အလေကုန်းတိုက်နယ်ရဲစခန်းကနေစစ်ကြောင်းထိုးလာတဲ့အင်အား180လောက်ပါတဲ့စစ်ခွေးစစ်ကြောင်းကရေငန်ရွာနဲ့စေကူးရွာတွေကိုမိရှုပြီးတော့ဖလံပင်ရွာတိရွာကိုရောက်ရှိနေပါတယ်လို့ဒေသခံပြည်သူတို့ကအတိအပြုပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းအရောဘကိုးတိုင်းဒိုင်ဦးထောင်အမျိုးသမီးအဆောင်မှာဦးစီးအရာရှိဇင်မာကြီးအောင်ကနိုင်ငံရေးအကျဉ်းသူများကိုအကြောင်းမဲ့တိုက်ပိတ်ပြီးတော့ညှဉ်းပန်းနှိပ်စက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒိုင်ဦးအကျဉ်းထောင်ကဦးစီးအရာရှိဇင်မာကြီးအောင်ကနိုင်ငံရေးအကျဉ်းသူများကိုအကြောင်းမဲ့တိုက်ပိတ်ခြင်းထောင်ဝင်စားပါဆယ်ဖြတ်တောက်ပိတ်ပင်ခြင်းဈေးပါများအစမတင်ဈေးတင်ရောင်းချခြင်းအကျဉ်းသူများရဲ့ရပိုင်ခွင့်များကိုတားဆီးပိတ်ပင်ခြင်းများလှုပ်ဆောင်တာ ရည်ရွယ်ချက်ရှိရှိနဲ့ညှင်းပန်းနှိပ်စက်မှုများပြုလုပ်နေတယ်လို့သိရပါဗျ။နိုင်ငံရေးအကျဉ်းသူမတ်အီတူဟန်ခေါ်ရှားစစ်ကို2025ခုနှစ်ဇွန်လအတွင်းမှာ TV ယောဂတန်တရားရှိတယ်ဆိုပြီးတော့အဆောင်ထဲမှာမနေခိုင်းပဲတိုက်ပိတ်ထားခဲ့ပြီးတော့ယောဂတန်တရားရှိသူနဲ့ဘေးကျဉ်ကပ်နေတယ်ဆိုပြီးတော့ဒေါ်နုနုအောင်ကိုလည်းတိုက်ပိတ်ခြင်းများလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုး TV တန်တရားနဲ့တိုက်ပိတ်မှုအတွားဒေါ်နုနုအောင်က TV တန်တရားရှိပါကနေအိမ်ကထောင်ဝင်စာတွေ့ရင်အိမ်ကိုစစ်ခွင့်ပြုရန်တောင်းဆိုတော့လေ ဦးစီးအရာရှိဖြစ်တယ်ဒေါ်စင်မာကြည်အောင်ကခွင့်မပြုပဲထောင်ကစစ်ဆေးပေးမယ်ဆိုပြီးပြောဆိုလိုက်ပြီးတော့တီဗီယောဂါမရှိပါကတိုက်ကနေပြန်ထုတ်ပေးမယ်လို့ပြောဆိုခဲ့တယ်လို့သိရပါတယ်။သို့တော်လည်းတီဗီယောဂါဆက်ဆေးပြီးတဲ့နောက်မှာနှစ်ဦးစလုံးတီဗီယောဂါမရှိတော့လဲအခုလက်ရှိအချိန်ထိကို တိုက်ပိတ်ထားခံရဆဲဖြစ်တယ်လို့သိရပါတယ်အခုလိုဖြစ်ရတဲ့ကတထောင်တည်းမဟုတ်ပါဘူးထောင်တိုင်းမှာဖြစ်ပြနေတာပါအချင်းသားတွေအခုလိုအနေကျအောင်လုပ်နေတာပါဒီလိုအချင်းသားအခွင့်အရေးချိုးဖောက်မှုတွေစီးလို့ဝါလို့စီမံမှုတွေကိုဆက်လက်ပြီးတော့မပြုတ်လို့ဖို့တိုက်တွန်းတောင်းဆိုခြင်းပါတယ်နိုင်ငံတကာအဖွဲ့အစည်းတွေကလည်းအချင်းတော်တွေကိုပို့ပြီးတော့အာရုံစိုက်စေခြင်းတယ်လို့ GNPP ကတာဝန်ရှိသူကရှင်းပြထားပါတယ်လက်တလုံးမှာဒိုင်ဦးထောင်မှာအကြောင်းမျိုးမျိုးပြပြီးတော့အမျိုးသမီးနိုင်ငံရေးအချင်းသူများကိုတိုက်ပိတ်ခြင်းများလှုံ့ဆော်နေတဲ့အပြင်တိုက်ပိတ်ရမှာလဲမိမဆောင်တိုက်မှာမထားမ ဲနဲ့ယောက်ျားလေးတိုက်ဖြစ်တဲ့တိုက်အမှတ်656များမှာထားတဲ့အတော့တိုက်ပိတ်ခံရသူအချင်းသူများမှာစိတ်လုံခြုံမှုမရှိခြင်းရေချိုးရမှာလဲအဆင်မပြေခြင်းများများစွာဖြစ်ပေါ်နေတယ်လို့သိရပါတယ်။ဒါအပြင်ဒိုင်ဦးထောင်ရဲ့အမျိုးသမီးဦးစီးအရာရှိဇင်မာကြည်အောင်ကပါဆယ်များကိုထိန်းချုပ်ကန့်သတ်ခြင်းအချင်းသူများရပိုင်ခွင့်များကိုတားဆီးပိတ်ပင်ခြင်းတရားဝင်ဈေးပါများကိုလည်းအစမတန်အမျက်တင်ရောင်းချခြင်းများလှုပ်ဆောင်နေတဲ့အပြင် ထောင်ဝင်စာပါစယ်များကိုလည်းကန့်သတ်ထားတယ်လို့သိရပါတယ်။အချင်းသူများကိုအချင်းအောင်အတွင်းမှာဈေးတင်ရောင်းချတဲ့အချင်းသားများအငွေနဲ့ဝယ်ရတယ်။ထောင်ဈေးပါမှာသာဈေးဝယ်ခိုင်းပြီးတော့တရားဝင်ဈေးပါကို9000ကျက်အထိဝယ်ခွင့်ပြုတယ်လို့သိရပါတယ်။ငွေကျက်9000ထက်ကျော်လွန်မှာကအပြင်ရှင်းစနစ်နဲ့တောင်းခံနေတယ်လို့ပြောပါတယ်။အချင်းသူများရဲ့အနှွေးတယ်များကိုလည်းအယောင်ပါတာတွေကိုဝယ်ခွင့်မပြုဘဲနဲ့ရှားဖွေရေးမှာအကုန်သိမ်းဆည်းထားတယ်လို့သိရပါတယ်။လက်ရှိအဖြူကိုသာပေးသွင်းခွင့်ပြုမယ်လို့ပြောဆိုထားပြီးတော့ ထောင်ဝင်းစာပါဆက်လာတဲ့အချိန်မှာစားတောက်ကုန်များတကွေအသုံးဆောင်ပစ္စည်းများကိုလုံလောက်စွာတင်သွင်းခွင့်မပြုဘဲထောင်ဝင်းစုံအဝတ်ထည်လုံလောက်စွာပေးသွင်းခွင့်မပြုဘဲနဲ့ကန့်တတ်ထားတယ်လို့သိရပါတယ်။အခုလိုမျိုးအနှွေးတယ်များလုံလောက်စွာထုတ်မပေးခြင်းအနှွေးတယ်များလုံလောက်စွာပေးသွင်းခွင့်မပြုတဲ့အတွက်ကြောင့်အချင်းသူများဟာအေးဒဏ်ကိုခံနေရပြီးတော့ကိုယ်ခံအားနည်းကဖျားနာမှုများဖြစ်ပေါ်ခြင်းပွေးဝဲရာနာများပေါက်ခြင်းများဖြစ်ပေါ်နေတယ်လို့သိရပါတယ်။ အခုလိုမျိုးအချင်းသူများကိုရည်ရွယ်ချက်ရှိရှိနဲ့ညီမနှိမ့်ဆက်နေခြင်းအတွားကျူးလွန်သူဦးစီးအရာရှိဒေါ်စင်မကြည်အောင်အပါအဝင်ပါဝင်ပတ်သက်သူများကတာဝန်ယူတာဝန်ခံရမှာဖြစ်တယ်လို့သိရပါဗျ Justice Network ခေါ် political prisoners အနေနဲ့တိုက်ပိတ်ခံရတဲ့နိုင်ငံရေးအကျဉ်းသူများနဲ့တသားတဲ့ရက်တီလျက်ရှိပြီးတော့အမြန်ဆုံးတိုက်ထဲကနေထုတ်ပေးရတဲ့အဲ့ဒီလုံရများကိုတာဝန်ယူမှုတာဝန်ခံမှုရှိစေရန်တောင်းဆိုထားတယ်လို့သိရပါဗါးဒိုင်ဦးထောင်မှာအခုလိုမျိုးခေါင်းစဉ်အမျိုးမျိုးနဲ့မတရားဆွဆွဲခံရပြီးတော့အကြောင်းပြချက်မရှိဘဲအကန့်အသတ်မဲ့တိုက်ပိတ်ထားခြင်းကိုအပြင်းထန်ရှုံ့ချကြောင်း Justice Network for Political Prisoners ကထုတ်ပြန်ကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းအရောရန်ကုန်တိုင်းမှာဗျူဟာစစ်ကြောင်းတစ်ထံကိုစစ်ဗိုလ်တန်းတပ်သားတဲ့နှစ်ဦးဟာလက်နက်ယူဆောင်လာပြီးတော့အလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘားလ6ရက်နေ့မှာရန်ကုန်ဗျူဟာစစ်ကြောင်းတစ်ထံကိုစစ်ဗိုလ်တန်းတပ်သားတဲ့နှစ်ဦးဟာ MA အမျိုးအစားတပ်နက်နှစ်လက်ကြီးပေါင်းများနဲ့ကြီးများကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်။အလားတူပဲကရင်ပြည်နယ်လေးကေကောတိုက်ပွဲအတွင်းမှာစစ်ဗိုလ်တန်းတပ်သားတဲ့၃ဦးဟာလက်နက်များကိုယူဆောင်လာပြီးတော့ကော့ဘရာစစ်ကြောင်းထံကိုအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။ ောက်တိုဘာလ6ရက်နေ့မှာစစ်တပ်ရဲ့တပ်မ22ကစစ်မှုရန်တပ်သားတဲ့3ဦးဟာ MA အမျိုးအစားတနက်များကိုယူဆောင်လာပြီးတော့ Cobra စစ်ကြောင်းထံမှာအလင်းဝင်ခဲ့တဲ့အတော့ဂုံပြုစုငွေများချင်းပြင်ပေးခဲ့တယ်လို့သိရပါဗျ။ဒါအပြင်မန္တလေးတိုင်းမြင်းညံမြို့နယ်မှာလည်းတီတာယူမော်အဖွဲ့ကပြူစောတိ2ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ကြောင်းပြည်သူ့ကျယ်တွင်တပ်ဖွဲ့ကဗိုလ်မိုက်ခဲကပြောကြားထားပါဗျ။ အော်တိုဘလာ9ရက်နေ့မွန်းလဲတနအိကန်မှာမြင်းညာမြို့နယ်မှာရှိတဲ့ဖာသင်မတီရာရွမုံဦးဆောင်တဲ့အဖွဲ့ကပြူစောတိအောင်ပိုင်ထန်းနဲ့အောင်ဖြိုးဝေတို့ကိုတော်လိုင်းတက်ဖွဲ့များကအရှင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ပြူစောတိအောင်ပိုင်ထန်းနဲ့အောင်ဖြိုးဝေတို့နှစ်ဦးကိုမြင်းညာမြို့နယ်တနေရမှာအရှင်ဖမ်းမိခဲ့ပါဗျ။ဒီကောင်တွေနှစ်ကောင်လုံးက တီရာယုမဦးဆောင်တဲ့အဖွဲ့ကသူတို့ကိုဆက်လက်ပြီးတော့စစ်ဆေးတာတွေလှုပ်ဆောင်နေတယ်လို့ပြည်သူ့ကျယ်တွင်တပ်ဖွဲ့ကဘုံမိုက်ခဲကပြောဆိုထားပါတယ်။၎င်းဖမ်းဆီးမှုကိုမြင်းညာမြို့နယ်ပတ်ကောက်ပါနဲ့ပြည်သူ့ကျယ်တွင်တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ဒေါ်လန်ရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသား များအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ